ောက်လိုမျိုးပေါ်နှစ်ဖက်ပြခတ်မှုမှာလဲစဲဒါအပေးဆက်ယုံကြည်ထိမှန်သွားလို့အခြေယူပြုပြင်ရမယ့်အခြေအနေဖြစ်နေပါတယ်။လောက်လိုမျိုးပေါ်မှာဒီကနေ့စက်တင်ဘာလ30ရက်မနေ့အစောပိုင်းမှာဆက်အနာရှင်တက်တဲ့တော်လိုင်းရေးတက်ကြနှစ်ဖက်ထိတွေ့ပြခတ်မှုဖြစ်ပွားခဲ့ပါတယ်။ဆက်အနာရှင်တက်တက်ဆွဲထားတဲ့လောက်လိုမျိုးပေါ်ကလောကယုံနဲ့လောက်လိုရဲစခန်းတွေဘက်ကပြခတ်တံတွေကြားရတယ်လို့ဆိုပါတယ် နှစ်ဖက်ပိတ်ခတ်မှုတနာယီလောက်ဖြစ်ပွားခဲ့ပြီးထိခိုက်မှုအခြေအနေပါဝင်ဘယ်ဖွဲ့ကပိတ်ခတ်တယ်ဆိုတာပါမသိရသေးပါဘူးပိတ်ခတ်မှုထဲလလိုဒါအခွဲယုံက transformer ကြီးထိမှန်ပောက်ထွက်သွားလို့လလိုမြို့နယ်မှာလက်ဆက်ဓာတ်အားပြတ်တောက်သွားတယ်လို့တဝက်ကယ်လက်ဆက်ဓာတ်အားဖြတ်ဖြူရေးလုပ်ငန်း Petrol Intran Company ကထုတ်ပြန်ထားပါတယ် transformer ပါဝင်ကြီးထိမှန်ပျက်စီးသွားတဲ့စက်ပစ္စည်းတွေကိုပြုပြင်ဖို့လိုအပ်တဲ့စက်ပစ္စည်းတွေဟာတဝယ်မှာမရှိတာကြောင့် ရန်ကုန်ကနေမာယူပြုပြင်ရမှာဖြစ်တယ်လို့မြို့နယ်လက်ဆင့်မှုကပြောဆိုပါတယ်။ဒဝဲရန်ကုန်လန်ခေးပုံမူတည်ပြီးတပတ်ဆယ်ရက်ခန့်ကြာလှန်စစ်ပြတ်တောက်နေတယ်လို့မြို့နယ်လက်ဆင့်မှုကခန့်မှန်းပြောဆိုပါတယ်။ဒေသခံတွေကတော့သတင်းထုတ်မိထုံးပွဲတော်ကာလလက်ဆင့်ပြီးပြတ်တောက်မဲ့ပေါ်ညှိတွားနေကြပါတယ်။ပြီးခဲ့တဲ့စနေဘာလ14ရက်နေ့ကလည်းလလုံးမြို့ပေါ်ကလဝကရုံဆရာနာရှင်တပ်စခန်းနဲ့လန်ခေးထွက်လာတဲ့ဆရာနာရှင်တပ်သားတွေကိုဖက်ဒရယ်ဒူဝန်ကျဲတပ်ဖွဲ့ကပိတ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။